အီလွန်စမကထရန်အိုချိုရေးမှာသူ့ရဲ့အခန်းကဏ္ဍကိုစုံသတော့မယ်လို့တရားဝင် ပြောထားတဲ့ဝါရှင်တန်မှာပြောကြားခဲ့ပါတယ်။သူကအစိုးရရဲ့စွမ်းဆောင်ရည်ဌာန DOJ ရဲ့အကြီးအကဲနဲ့နှုတ်ထွက်ခဲ့ပါပြီ။သူ့ရဲ့ထွက်ခွာမှုကသူ့အခန်းကဏ္ဍမှာခက်ခဲတဲ့အချိန်ကိုစုံသတ်ခဲ့ပါပြီ။သူကလားများမှာ Federal အလို့အကန်ဖြတ်တောက်မှုတွေအစိုးရအတွင်းငြိမ်းချမ်းမှုတွေနဲ့တမဒဒေါ်နယ်ထွန်းရဲ့စီးပွားရေးမူဝါဒတွေကိုဝေဖန်သူများအချိန်မှဖြစ်ဖြစ်ပါဝင်ခဲ့ပါတယ်။အီလွန်မတ်စ်က သူရဲ့စီးပွားရေး empire ကြီးရဲ့နေထွက်ခွာခဲ့ပါပြီသူအစိုးရဝန်ထမ်းအဖြစ်လောက်ကန်ခဲ့ပူပါပြီသူအလုတ်က federal ဝန်ဆောင်မှုမှာတနည်းလင်းရက်ပေါင်း130အထိအလုတ်လုပ်နိုင်စေခဲ့ပါတယ်အဲ့ဒီအချိန်မှာကန်တာချက်ကုံဆုံးချိန်ဖြစ်ပြီး၎င်းရဲ့ထွက်ခွာခြင်းကမျောလင့်ထားတာထက်ဆိုပြီးတော့ထွက်ခဲ့တဲ့ချင်းဖြစ်တယ်တမရထွန်းရဲ့ budget season တစ်ကိုလူသိရှင်ကြားဝေဖန်ခဲ့ပြီးနောက် ၎င်းရဲ့အစောပိုင်းထွက်ခွာမှုကပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ်ကျွန်တော်ကအကျန်းဖဲမှုတွေကိုကျူးလွန်ဘူးသူမဟုတ်ပါဘူးကျွန်တော်ကုမ္ပဏီတွေကိုကြီးမားတဲ့အကျန်းဖဲမှုတွေကျူးလွန်ခဲ့တယ်ကျွန်တော်အပေါ်ကြီးမားတဲ့အကျန်းဖဲမှုတွေချင်းချောက်ခံခဲ့ရတယ်သူတို့ဟာတမိုင်းရဲ့လွဲမားတဲ့ဘက်ချမ်းမှာရှိနေကြတယ်အဲ့ဒါကမကောင်းမှုတစ်ခုပါပဲလို့သူကပြောပါတယ် DOJ agency ကိုဇန်နဝါရီလမှာစတင်ခဲ့တယ်အဲ့ဒါက Donald Trump ရဲ့အပြင်းထန်ဆုံးယုံတဲ့ဌာနများတဲ့ကတခုအဖြစ်လင်းမြန်စွာဖြစ်ပေါ်လာခဲ့ပါတယ် ဤတရားဝင်မဟုတ်တဲ့ agency က federal အလုပ်ကံပေါင်း36000ခန့်ဖျက်တောက်ခဲ့ပါတယ်။အဲဒါက federal ဆိုရမှာအရသာယာတုနှစ်တဒမ3တန်းရှိပါတယ်။ဤအလုပ်ဖျက်တောက်မှုအချို့ကိုဘိုတရားသူကြီးတွေကပိတ်ဆို့ထားပါတယ်။ဒါပေမဲ့လည်းအချို့သော American nuclear အစီအစဉ်ကဲ့သို့သောနေရာတွေမှာစုထွေးမှုများကြောင့်မာယွန်းစွာအလုပ်မှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။လူတွေကဘယ်လိုပြောလဲဆိုရင်ဒီလိုလုတ်ခြင်းအဖြစ်ကိုကိုကိုအန်ရပြုတ်တယ်လို့ခံစားရသလားသူတို့ရဲ့လောက်ရတွေကိုဖော်ထုတ်တဲ့အတွက် ဒီလူတွေကိုဒေါ်လာထွက်အောင်လုပ်နေတယ်လို့ခံစားရသလားလို့မိတဲ့ခါမှာမတ်ကအဲ့ဒါကိုခံမှန်းဖို့မလိုပါဘူးစန္ဒပြပွဲတွေကိုအွန်လိုင်းမှာတွေ့နိုင်ပါတယ်ရှင်းပါတယ်ကျွန်တော်ချိန်ဖမ်းများစွာစူးစမ်းခဲ့ပြီးပါပြီအဲ့ဒီအကျန်းဖဲတဲ့စန္ဒပြပွဲတွေမှာလူအချို့ကအဲ့ဒီလူရတွေကိုလူတိရှင်ကြတော့ထောက်ခံပါတယ်ပြီးတော့အကျန်းဖဲမှုတွေလည်းထောက်ခံပါတယ်ပထမတော့အီလိုမတ်ကဖက်ဒရယ်30စိတ်ဒေါ်လာနှစ် trillion ဖြန့်ပစ်မယ်လို့ကြေပြုခဲ့ပါတယ်နောက်ပိုင်းမှာတော့သူကထိုပန်းနိုင်ကိုပြောင်းလဲခဲ့ပါတယ်ရီမန်ချက်အစ်အနေနဲ့ အချင်းချလာတာနဲ့အမြဒေါ်လာ150ဘီလီယံဖြတ်တော့မယ်ဖြစ်ကြောင်း၎င်းကပြောကြားခဲ့ပါတယ်သူက IQ အလွန်မြင့်မားသောအစိုးရတော်လှန်ရေးအဖွဲ့ငယ်လို့ခေါ်တဲ့အရာကိုဖန်တီးခဲ့ပါတယ်အစိုးရရဲ့စကားတွေကိုစောချဖို့အတွက် project တွေမှာတပတ်မှနိုင်ရည်စစ်စစ်ကြောကြားအလို့လုပ်ရမယ်လို့၎င်းကမျှော်လင့်ထားပါတယ်ဒါပေမဲ့ရီမန်ချက်ကြီးကြီးမားမားဖြစ်ပဲ DOJ agency ကဝါရှင်တန်တဝိုင်းမှာဝေဖန်မှုများစွာကိုခံခဲ့ရပါတယ်လူတချို့ကပြင်းပြင်းထန်ထန်မှတ်ချက်ပေးပါတယ်အာနာ ရှင်နာစီတွေဟာစိတ်ကူးရင်ဆန်နေပြန်ပြီ တကယ်နာစီတွေကအခုအစိုးရဝန်ထမ်းတွေကိုအလုပ်ဖုတ်ထုတ်ဖို့တာဝန်ယူနေပါပြီဒီအလုပ်သမားတွေကတန်းကြွတဲ့တွေ့တွေတွေ့တာမဟုတ်လူတိုင်းအတွက်ပါငါတို့အစိုးရကိုကောင်းကောင်းအလုပ်လုပ်နေဖို့လိုအပ်တယ်လို့ပြောပါတယ်အီပီလာမှာအီလွန်မတ်စ်က သူမြန်မာစိတ်ပြတ်မိကြောင်းပြတ်တက်ခဲ့ပါတယ်တမနာထွန်းရဲ့ဘတ်ဂျက်ဥပဒေသေးအတွက်စိတ်ပြတ်မိကြောင်းလဲပြောကြားခဲ့ပါတယ်ငွေကြီးချေရရတော်မဲ့တယ်လို့လည်းပြောပါတယ်အီလွန်မတ်အလုံးရဲ့အကျိုးသက်ရောက်မှုကနိုင်ငံရေးတသက်မဟုတ်ပါဘူးတက်စလာက2025ခုနှစ်အစောပိုင်းမှာ73ဒါမ73ရာခိုင်နှုန်းအထိကျဆင်းအယောင်ကျဆင်းခဲ့ပါတယ်၎င်းရဲ့တမိုင်းမှာအဆိုးအဝါဆုံးဖြစ်ခဲ့ခြင်းဖြစ်တယ်တက်စလာရဲ့စတော့ဈေးကလည်း50ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ပါတယ်အနည်းငယ် ပြန်လဲကောင်းမလာတော့လဲအလုံးစုံဆရာကတော့ကြာစင်းနေစေဖြစ်ပါတယ်။ကမ္ဘာတဝန်းလုံးမှာရှိတဲ့တက်ကြွလှုပ်ရှားသူတွေက Tesla ကိုပြင်မထားကြပါတယ်။ဆန္ဒပြမှုတွေ၊တပိတ်မှမှုတွေနဲ့ Tesla အယောင်ဆိုင်များမှာအာအာတွင်းဂျုံတွေမှာမီရှုမှုတွေလည်းပြုလုပ်ခဲ့ကြပါတယ်။အခက်ကြုံနေရတဲ့အတိုင်း Elon Musk က Tesla ကိုလမ်းမငါးနှစ်ထိဥဆောင်ရန်အစီအစဉ်ရှိနေစေဖြစ်ကြောင်းကြာသည်မီကပြောကြားခဲ့ပါတယ်။အနာဂတ်မှာနိုင်ငံရေးနဲ့ဝေးဝေးနေနိုင်ဖို့လည်းသူကအကြံပြုထားပါတယ်။နိုင်ငံရေး အလူငယ်တွေစောချမယ်လို့လည်းပြောပါတယ်။သူက2024ခုနှစ်ရွေးကောက်ပွဲမှာတမနာတော်နဲ့ထွန်းတဲ့အခြား Republican တွေကိုထောက်ပံ့ဖို့အတွက်ဒေါ်လာတန်း300ထိသုံးပြုခဲ့တယ်လို့ပြောပါတယ်။အနာဂတ်မှာနိုင်ငံရေးမှာပတ်စံထပ်သုံးရမယ်ဆိုရင်အကြောင်းပြချက်ကိုမြင်ရင်ကျွန်တော်လုံမှာပါ။ဒါပေမဲ့အခုချိန်မှာတော့အကြောင်းပြချက်မတွေ့မိပါဘူးလို့ပြောပါတယ်။ယခုတရင်ပတ်မှာအင်ပြူတော်ကတမနာထွန်းရဲ့ပထမတငယ်ချင်းကို၎င်းရဲ့ဆိုရရာတူမှာဖယ်ရှားခြင်းဆိုင်ရာတရားဝင်လုပ်ငန်းစဉ်ကိုစတင်နေပြီဖြစ်တယ်။ ီလွန်မတ်စ်ကဘာစလုံးမဲ့ဆိုတာမသိရသေးပါဘူး။ဒါအပြင် Mars Network အကြအီခွဲထွက်မှုကအမြဲတမ်းဖြစ်မဖြစ်လဲမသိသေးပါဘူး။